မြောက်လာပါနှချင်းခရိယံအသင်းတို့တနှစ်တာစံစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါရစေ။အဖက်ဩဝါဒစာခန်းကြီး၄အငယ်၁မှ32ခေါ်ရမူခြင်းကျေးဇူးတော်ကိုသင်တို့သည် ခံရသည်နှင့်အထိုက်အလျောက်ကျင့်ဆောင်မိအကြောင်းသခင်ဖျားအတွက်ကြောင့်အချင်းခံရသောငါသည်သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။အရာရာ၌စိတ်နှိမ်ချခြင်း ၊ညဉ့်ညံ့သိမ်မွေ့ခြင်း၊စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်မေတ္တာစိတ်နှင့်တယောက်ကိုတယောက်သီးခံခြင်းရှိကြ၍အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့်တင်တို့သည် အချင်းချင်းစိတ်တဘောမချားမနာတလုံးတဝတည်းဖြစ်အံ့သောငါကြိုးစားအားထုတ်ကြလောတင်တို့ကို ခေါ်တော်မူခြင်းနှင့်ဆက်ဆိုင်သော မျော်လင့်ခြင်းတပါးတည်းသို့ ခေါ်သွင်းတော်မူသည်နှင့်အညီကိုတကူဝိညာဉ်တဝိညာဉ်တည်းရှိ၏။တခင်တပါးယုံကြည်ခြင်းတပါးဗတ္တိအစံတပါးခတ်သိမ်းသောငါတို့၏အဘဖြစ်သောဖျားသခင်တဆူသည် ရှိတော်မူ၏။ထိုသခင်သည် ခတ်သိမ်းသောငါတို့၏အပေါ်မှာရှိတော်မူ၏။ခတ်သိမ်းသောငါတို့ကို နှံ့ပြားတော်မူ၏ခတ်သိမ်းသောငါတို့ဤအထဲ၌လည်းရှိတော်မူ၏တို့တော်လေခရစ်တော်သည်စုပေးတော်မူသည့်အတိုင်းငါတို့သည်ဂျေစုတော်ကိုအတိအတိကိုစီခံရကြပြီထို့သို့နှင့်အညီကျမ်းစာ၌လာသည်ကမြင့်သောအရတ်တို့တက်ကြွတော်မူသဖြင့်များစွာသောသူတို့ကိုဖန်သွားတော်မူ၍ လူတို့အားဆုလက်များကို ပေးတော်မူသည်ဟုလာတည်းတက်ကြွတော်မူသည်ဟုဆိုသောအဆစွာမြေကြီးအောက်အရက်သို့ဆင်းသက်တော်မူကြောင်းကိုရည်မှတ်၍ဆိုသည်မဟုတ်လောဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ် အလုံးစုံတို့ကိုပြည့်စုံစေခြင်းဟာခတ်သိမ်းသောကောင်းကင်တို့၏အထွတ်ကိုလွန်၍တက်ကြွတော်မူသောသူ ဖြစ်သည်ခရစ်တော်ဤကိုယ်တော်ကိုတိဆောက်၍ဓမ္မဆရာဤအမှုကိုပြုတတ်မည်အကြောင်းတန်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှာထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်းအချို့တို့ကို ပရောဖက်အရာ၌၎င်းအချို့တို့ကိုသာသနာပြုအရာ၌၎င်းအချို့တို့ကို သင်အုပ်ဆရာဆရာအရာ၌၎င်းခန့်ထားတော်မူ၏ ငါတို့ရှိသမျှသည်ယုံကြည်ခြင်းတို့၎င်းဖျားသခင်ဤတတော်ကိုတည်ကျွမ်းခြင်းတို့၎င်းတညီတညွတ်ဒီရောက်၍ခရစ်တော်ဤပြည့်စုံခြင်းပမာဏအရက်ဒီဟုသော ကြီးရင်သောလူဤအဖြစ်သို့ရောက်ကြသည် တိုင်အောင် ဖြစ်သည်အကြောင်းမူကားသူတစ်ပါးတို့သည် လူပရိယေနှင့်အပြစ်တို့သွေးဆောင်ခြင်းငါလှဲ့ပြားပြောဆိုသဖြင့်ငါတို့သည် နောက်တဖန် ခတ်သိမ်းသောဩဝါဒလေတိုက်၍ဖယိုဖယဲလွင့်သွားသော သူငယ်မဖြစ်ဘဲလျက်မေတ္တာစိတ်နှင့်တမာတရားကိုဟောပြောသဖြင့်ဥကောင်ဒီဟုသောခရစ်တော်မှာအရာရာတို့၌ကြီးပွားကြမည်အကြောင်းတည်းထိုဥကောင်မှ အစ်စ်အပိုင်းများတို့သည် အားဖြစ်သဖြင့်တကိုယ်လုံးသည်ဆိတ်ဆက်ထုံးဖွဲ့လျက်အတိအတိအင်္ဂါများ ကိုငန်းကိုတာအတိုင်းပြုပြင်သည်နှင့်အညီမိမိကိုယ်ကိုမေတ္တာ၌တိဆောက်ခြင်းငါကြီးပွားစေတတ်၏ထို့ကြောင့်ကျွင်းသောတပားအမျိုးသားတို့သည်လျက်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူတင်တို့သည် နောက်တဖန်မကျင့်မီအကြောင်းသခင်ဖျား အခွင့်နှင့်ငါမှားလိုက်၏ထို့သူတို့သည် ညံအလင်းကွယ်သည်ဖြစ်၍စိတ်နှလုံးမိုက်မဲသောအဖြစ်အလျင်းမတိသောကြောင့်ဖျားသခင်ဤအသက်နှင့်ကြွာရှင်းလျက်ရှိကြ၏ထိုသူတို့သည်ရှက်ကြောက်ခြင်းမရှိတတ်မှတ်ခြင်းအလွန်ပြင်းသည်နှင့်ညစ်ညူးသောအကျင့်အမျိုးမျိုးကိုစူးစား၍ကျင့်လိုသောငါမိမိတို့ကိုကိလေသာလက်သို့အလိုက်ကြ၏ထိုတို့ဖြစ်စေခြင်းငါတင်တို့သည် ခရစ်တော်တရားကို သင်ကြပြီးမဟုတ်ပဲအထက်ကကျင်လည်ကြသည့်အရာမှလှည့်ဖျားတတ်သော လောဘစိတ်တို့ဖြင့်ပုပ်ပြတ်သောလူဟောင်းကိုချွတ်ပယ်၍စိတ်နှလုံးသဘောတက်ကိုရပြီးလျင်မှန်သောဖြောက်မှတ်ခြင်းတန့်ရှင်းခြင်းပါရမီအားဖြင့်ဖျားသခင်နှင့်အတူအမျှဖန်ဆင်းသောလူတက်ကို ယူတင်ဝတ်ဆောင်မိအကြောင်း ခရစ်တော်ဤစကားကိုကြားနာရသည်ဖြစ်၍ယေရှု၌တမန်တော်ရှိသည်နှင့်အညီ ထိုသခင်ထံ၌နှီးခံကြပေသည်ထို့ကြောင့်မုသာစကားကိုပယ်ရှား၍မှန်သောစကားကိုသာအချင်းချင်းတယောက်နှင့်တယောက်ပြောကြလောအကြောင်းမူကားငါတို့သည် အချင်းချင်းအင်္ကာချင်းဖြစ်ကြ၏အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်အမျက်မပြေဘဲ နေမဝင်စေနဲ့မာနကိုအခွင့်မပေးချနဲ့ခိုးတတ်သောသူသည်နောက်တဖန်မခိုးဘဲရှင်းရဲသောသူအားပေးကမ်းဝေမျှရန်ရှိစီချင်းကမိမိလက်နှင့်ကောင်းသောအလုပ်ကိုလှုပ်ဆောင်အားထုတ်စေညစ်ညူသောစကားတခုံးကိုမျှတင်တို့နှုတ်ထဲကမထွက်စေနဲ့ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းကတိဆောက်စေရာဖို့ ကောင်းသောစကားကိုသာသုံးဆောင်ကြလောရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်တင်တို့ကိုတစိတ်ခတ်တော်မူသောဖျားသခင်ဤတန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်ခတ်သိမ်းသောစိတ်တို့ချင်းစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဟစ်ငေါငောခြင်းသူ့အတရေပြတ်အောင် ပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသော မနာလိုခြင်းကို၎င်း သင်တို့မှပယ်ရှားကြလောအချင်းချင်းကျေးဇူးပြုခြင်းတနာဆုံးမခြင်းဖျားသခင်သည် ခရစ်တော်ကြောင့်သင်တို့ဤအပြစ်ကိုလွတ်တော်မူတကဲ့သို့ အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလောကျမ်းနာရသူအားလုံးအပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you င်ပုံ၌ရှိတော်မူသောအဖဖရာကျွန်ုပ်တို့သည်ဤလောက၌ခရစ်တော်ဤကိုစားအသက်ရှင်ပြဖို့ယံဖရာသခင်ဤရွေးကောက်တော်မူခြင်းကိုခံရသောသူများအဖြစ်အသက်ရှင်ခွင့်ရရှိခြင်းအတွက်ဂျေဇူးတင်ပါ၏ခရစ်တော်ဤလူဟု၍ခေါ်တော်မူခြင်းခံရသောရွေးကောက်တော်မူခြင်းနှင့် ထိုက်တန်စွာအသက်ရှင်တက်စေဖို့ယံယနေ့ဖတ်ရှုရသောနှုတ်ကပတ်တော်အဖြစ်တွင်တင်ပေးသည့်အတွက်ဂျေဇူးတင်ပါ၏နှိမ့်ချခြင်း နူးညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းတီးခံခြင်းနဲ့နားလည်မှုတို့ဖြင့်အသက်ရှင်တက်စီဖို့ရန် နေ့စဉ်တုံသင်တော်မူပါကျွန်ုပ်တို့၏အသက်တာကိုမြင်တွေ့ရသော သူများသည်ကျွန်ုပ်တို့၏အထဲမှခရစ်တော်ကို တွေ့မြင်စေဖို့ရန်အတွက်ကောင်းသောပုံသက်သေများအဖြစ် အသက်ရှင်ပြသနိုင်သောအသက်တာများဖြစ်စေတော်မူပါကွဲပြားခြားနားမှုများမဖြစ်စေဘဲ တလုံးတဝတီညီညွတ်သောစိတ်သဘောထားများကိုကျွန်ုပ်တို့အားပေးသနာတော်မူပါခရစ်တော်ဤကိုခန္ဓာအစိတ်အပိုင်းများဖြစ်သောကျွန်ုပ်တို့သည်အချင်းချင်းတို့အားထောက်မှဖြည့်စီပေးနေကြောင်းသိရှိသဘောပေါက်လျက်ကြိုးစားအသက်ရှင်တက်စီဖို့ရန်အတွက်လဲမှာစပေးသနာပါအာနယ်ချင်းများမပြည့်စုံချင်းများရှိတော်냐လဲပဲဤအမားများကို မေတ္တာတရားဖြင့်အချင်းချင်းလက်ခံပေးတတ်စီဖို့ရန်အတွက်ယုံကြည်သူညီအကိုချင်း၌အမားများရှိပါကစိတ်ရှိချင်းနူးညံ့သိမ်မွေ့စွာဆက်ဆံခြင်းတို့ဖြင့်တဦးကိုတဦးကောင်းသောအကျင့်များကို ဖော်ထုတ်ပေး၍တည်ဆောက်ပေးနိုင်သောအတ္တဓာများအတီးတီးဖြစ်စေတော်မူပါကျွန်ုပ်တို့အသင်းတော်၏ညီညွတ်မှုကိုတည်ဆောက်ပေးနေသောတန်ရှင်သောဝိညာဉ်တော်ဖရာ၏ဥဆောင်လမ်းပြမှုကိုခံယူပြီး ငြိမ်းချမ်းခြင်းတင့်မြတ်ခြင်းကို ကိုယ်တိုင်ပါဝင်ထိမ့်သိမ့်လှုပ်ဆောင်နိုင်သောအတ္တဓာများ ဖြစ်စေတော်မူပါမိမိကိုယ်ကိုဥထိတ်မထားပဲဖျားသခင်ကို ရှေးရှုဥထိတ်ထားလျက်အသက်ရှင်တက်စီဖို့ရန်အတွက်လဲမာဇသနာတော်မူပါကျွန်တော်ဂျမတယောက်ချင်းစီတိုင်း၌ကိုတော်ဖျားပေးသနာတော်မူသောစွမ်းအစများကြီးမားသည်ဖြစ်စေတင်းငယ်သည်ဖြစ်စေဖျားသခင်ဤအမှုတော်အတွက် အစီခံအတုံးချနိုင်သော စုကြည်စုများဖြစ်စေဖို့ရန်အတွက်ဖွန်အားပေးမှသာလျက်အသိတော်အတွက်ကြိုးစား၍ဆက်ကပ်အစီခံတိဆောက်အားပေးနိုင်သောအသက်တာများအတီးတီးဖြစ်စေတော်မူပါ အဖဖရာသခင် အတူတကွပူပေါင်းဆက်ကပ်လှုပ်ဆောင်ခြင်းဖြင့်အသိတော်သည် ခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း ပြင်းကျက်ခြင်း၏ပမာဏအလုံးစုံသို့ ရောက်ရှိနိုင်စေဖို့ရန်အတွက်ကျွန်ုပ်တို့၏အသက်တာများကိုအသုံးပြုတော်မူပါအဖဖေယယနေ့ဖတ်ရှုရသောတမန်ကျမ်းစာကိုဆင်ခြင်ရင်ငြိမ်သက်ခြင်းညီညွတ်ခြင်းဤတန်တမန်များစုကြည်စုများဤတစ္ဆာရှိအစေခံများခရစ်တော်၌ယဉ်ကျက်သောယုံကြည်သူများအဖြစ် မိမိတို့၏ဘဝအတ္တတာအစ်စ်များကိုတိဆောက်၍ရှောက်လန်းနိုင်စေသောသာသမီကျွန်တော်ညီမများအသည်းသည်ဖြစ်စေလျက်အသင်းတော်ကိုတိဆောက်တော်သူများဖျားသခင်ဤဘုန်းတော်နာမတော်ကိုထင်ရှားစေတော်သူများအသည်းသည်ဖြစ်စေရပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖျားဤနာမတော်မြတ်၌ယူသေးစွာဆုတောင်းကြပါ၏အာမင် ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေးဇူးတော်နှင့် မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်